ဒီနေ့ကျွန်တော်ပြပြပေးမယ့်အကြောင်းအရာလေးကတော့နော်ဘာလဲဆိုရင်ကျွန်တော်တို့မြင်းစီလွားကြမ်းမာရင်းတဲ့ထိုင်းသိမ်းခြင်းဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။အဲ့တော့ဒီနေ့ဘာလို့ကျွန်တော်တို့ဒီအရာကိုပြောရမလဲဆိုရင်မြင်းစီလွားပြက်ကြမ်းမာရင်းတဲ့ထိုင်းသိမ်းခြင်းဆိုတာအဘယ်မိသည်အသီးနှံပင်ကိုမဆိုကျွန်တော်တို့ပေါင်းစွာ ဖြစ်ထွန်းဖို့အတွက်ရေးကြည့်တဲ့အုတ်မြစ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီကြောင့်မို့မြင်းစီလွားကောင်းမွန်ပါကကျွန်တော်တို့တွေက မြေဩဇာတွေလည်းရှော့ချနိုင်မှာဖြစ်ပြီးတော့အတွက်ယောဂဗာရတွေကင်းဝေးစီမှာဖြစ်ပါတယ်။အဲဒါကြောင့်မို့မြေစီလောကရံရေးကြည့်တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်တို့အသိပညာဆိုင်ရာနော်ညာကိုကျွန်တော်ပေးမှာဖြစ်ပါတယ်။အဲတော့ဒီနေ့ကျွန်တော်တို့မြေစီလောထိမ့်သိမ့်မို့ဆိုရင်မြေစီလောအမျိုးအစားကျွန်တော်တို့ကြွကြဆစ်စီဖို့ဒါလည်းရံရေးကြည့်ပါတယ်။အဲ့တော့ကျွန်တော်တို့မိမိတို့ရဲ့ဒီမြေဟာကျွန်တော်တို့စိုက်ပျိုးတဲ့မြေဟာအဲမြေလား နှုံးမြေလားချွတ်မြေလားဆိုတာကိုကျွန်တော်တို့ကောင်းကောင်းသိဖို့လိုပါတယ်အဲ့လိုသိမှသာလျှင်ကျွန်တော်တို့ရဲ့တင်းနံဆိုင်ပြိုးရွေးချယ်မှုမှာလည်းစီမံကန့်ကွက်မှုအတွက်အထောက်အကူပြုတာဖြစ်ပါတယ်နောက်တစ်ချက်ကဆိုရင်ကျွန်တော်တို့ဗားလဲဆိုရင်ပြည်စီလွာရဲ့ pH တန်ဖိုးကိုလည်းကျွန်တော်တို့သိဖို့လိုတယ်အဲ့တော့ဒီ pH တန်ဖိုးကဗားလဲဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ရဲ့မြေကြီးက acid တက်လား alkaline တက်လားဆိုတာကိုကျွန်တော်တို့ကစစ်ဆေးဖို့လိုတယ် ဲ့တော့မှသာလေကျွန်တော်တို့အပင်တွေက higher ဆုပ်ယူမှုတွေအပေါ်မှာကျွန်တော်တို့များစွာတည်ရောက်မှုရှိမှာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့သီးနှံပင်တွေကအများသောအားဖြင့်ကျွန်တော်တို့တွေက pH တန်ဖိုး6.0ကနေပြီးတော့7.0ကျားမှာရှိတယ်ဆိုရင်ကျွန်တော်တို့ရဲ့မျိုးစီလွားသည်ကျွန်တော်တို့ဘယ်အရာကိုမဆိုကျွန်တော်တို့စိုက်ပြလို့အဆင်ပြေမှာဖြစ်ပါတယ်။အဲ့တော့အဲ့လို pH တန်ဖိုးသိဖို့အတွက်ကကျွန်တော်တို့ဒီက pH တန်ဖိုးကိုကျွန်တော်တို့သိနိုင်အောင်ကျွန်တော်တို့တိုင်းထွားဖို့လိုပါတယ်မြေကြီးကိုအဲ့တော့အရင်တော့ဆိုရင်တော့ကျွန်တော်တို့တွေမြေကြီးကိုတိုင်းထွားဖို့ဆိုရင်တက်ခွဲကန်းကိုပိုးရတယ်ဟလာပြီးတော့မှသာလျှင်စစ်ဆေးမှုတွေကိုလုပ်ပြီးတော့မှကျွန်တော်တို့အဖြေကိုပြန်ရလာအခုချိန်မှာတော့ကျွန်တော်တို့အဲ့ဒီလိုလုပ်ဖို့မလိုပါဘူးเนาะကျွန်တော်တို့မြေအတိုင်းနဲ့ ကရိယာတွေကိုကျွန်တော်တို့လွယ်တကူဝယ်ယူပြီးတော့တိုင်းသွားလို့ရတယ်ဆိုတော့အကြောင်းကိုသတင်းကောင်းပေးချင်ပါတယ်။အဲ့တော့ပြီးလို့ရှိရင်နောက်ချက်ကပါလဲဆိုရင်ကျွန်တော်တို့မြင်းစီလွာထဲမှာကျွန်တော်တို့တွေကမပြည့်စုံအမြဲတမ်းမဆုံးရှုံးအောင်လို့ကျွန်တော်တို့ organic ပစ္စည်းကိုထည့်သွင်းဖို့လိုပါတယ်။အဲ့တော့ဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီမြင်းစီလွာတိုက်စားမှုတွေကိုကျွန်တော်တို့ကာကွယ်နိုင်အောင်လို့လေနဲ့ရေနဲ့နော်မြင်းစီလွာပျက်စီးတာကိုကာကွယ်ဖို့အတွက် ပြီးလို့ရှိရင်ကျွန်တော်တို့ ဒီကဘယ်လိုလုပ်ရမလဲဆိုရင် ကျွန်တော်တို့ကောက်ပဲသီးနှံတွေကိုအကျွမ်းကြံတွေကိုအမြဲတမ်းထားရှိရမှာဖြစ်ပါတယ်အဲ့တော့ဥမာနဲချောင်းဘေးတို့ပေါ့ချောင်းဘေးနဲ့နမိတ်ဘေးတွေမှာစိုက်ပြိုးတာတို့เนาะပြီးလို့ရှိရင်ကျွန်တော်တို့တောင်ပေါ်ဒေသတွေဆိုလေကတစ်စိုက်ပြိုးတာတို့ကိုလုပ်နိုင်ပါတယ်ပြီးလို့ရှိရင် နောက်တစ်ချက်ကဘာလဲဆိုရင်ကျွန်တော်တို့ကောက်ရိုးဖုံးအုပ်တဲ့မြေကြီးကိုကောက်ရိုးဖုံးအုပ်ခြင်းဆိုတဲ့အဆင့်ပါလေကျွန်တော်တို့လုပ်ပေးဖို့လိုပါတယ် ဲ့တော့အဲ့ဒါကဘာလို့လဲဆိုရင် ကျွန်တော်တို့ဒီကောက်ရိုးဖုံးအောင်ခြင်းလုပ်ပေးတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ဒီမြေကြီးထဲမှာရှိတဲ့ဂျင်ငွေတွေပြန်သွားမှုကိုကျွန်တော်တို့ချော့ချပေးပြီးတော့မှကျွန်တော်တို့အပင်လေးပေါင်းပင်လေးပေါက်တာကိုကျွန်တော်ထိချုပ်ပေးနိုင်တဲ့အရာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ organic ပစ္စည်းတွေကကျွန်တော်တို့ရဲ့မြေကြီးလွာမြေစည်းလွာကိုဖွဲ့စည်းမှုကို အရန်ကိုမှကောင်းမွန်စေပြီးတော့ရေထိမ့်သိမ့်မှုနဲ့ဒီမြေကြီးဆွမ်းရည်မြင့်တင်မှုကိုလှုပ်ဆောင်ပေးပါတယ် အဲ့တော့ဥပမာပြောမယ်ဆိုရင်ကျွန်တော်တို့တဘာဝမြေဆွေးတွေပါတယ်လေတဘာဝမြေဩဇာတွေဟဟလားမြေဆွေးတို့နော်အဲ့တော့ဒီတိရစ္ဆာန်တွေရဲ့တေကျေပုတ်ပသွားတဲ့အကြံတွေအဲ့ဒါတွေပြီးလို့ရှိရင်တိရစ္ဆာန်တွေရဲ့မစင်တွေပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်ပြုတ်လုပေးကြတယ်အဲ့တော့ဟိုးရင်တော့ကတော့ကျွန်တော်မြေဆွေးပြုတ်လုပ်တယ်ဆိုရင်ကျွန်တော်တိရွက်6တွေနော်ဟင်းသီးဟင်းရွက်ရဲ့အကျွင်းကြံတွေတိရစ္ဆာန်အဲ့ဒီမစင်တွေအဲ့ဒါတွေကိုကျွန်တော်စုပုံပြီးတော့မှာ ကျွန်တော်တို့တွေရေလောင်းပြီးတော့မှမြေဆွေပြုတ်လောက်တာဖြစ်တယ်ခင်ဗျာအဲ့လိုတိရိစ္ဆာန်တွေရဲ့မစင်တွေကိုကျွန်တော်တို့ငွေဆွေမြေမြေဆွေပြုတ်လောက်တယ်ဆိုရင်အခုချိန်မှာကျွန်တော်တို့နွားချေးဆိုတာကအလွယ်တကူမရရှိတော့ပါဘူးရရှိဖို့အရန်ခက်ခဲသွားပါပြီနွားတွေမရှိတော့ဘူးเนาะချိတဲ့နေရာတော့လည်းရှိမှာပေါ့เนาะအဲအများတော့အပြစ်ပါတော့တုံးလေးချက်ချေးကိုတုံးတယ်အဲ့တော့ချက်ချေးကိုတုံးပြီဟုတ်ပြီဒါဆိုချက်ချေးကိုတုံးတယ်ဆိုရင်ဒီချက်ချေးမှာရရှိတဲ့မြေဆွေမြေဩဇာဟာလုံးဝအော်ကစ်တစ်မစစ်ပါဘူးခင်ဗျာ ။ဘာဖြစ်လို့လဲဆိုမိတ်ဆွေတို့စဉ်းစားကြည့်ပါကျွန်တော်တို့ချက်တွေကိုကျွေးတဲ့အစာသည်ဓာတုအစာတွေကဖြစ်ပါတယ်သဘာဝအစာမဟုတ်ပါဘူး။အဲ့တော့ဓာတုအစာတွေကျွေးတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တွေလုံးဝမျိုးဩဇာလုံးဝ organic သဘာဝမရရှိပါဘူး။တချွေးကိုကျွေးမယ်ဆိုရင်အဲ့တော့အဲ့လိုမျိုးမျိုးစီလွားတွေသဘာဝအာဟာရဓာတ်တွေကိုတိုးတက်ဖို့ဆိုရင်ကျွန်တော်တို့တွေကအများသောအားဖြင့် nitrogen တွေကိုမြေစီလာထဲမှာဖွဲ့စည်းပုံကောင်းဖို့အတွက်ကျွန်တော်တို့ ပဲပင်အမျိုးမျိုးတို့เนาะပဲပင်အမျိုးမျိုးပေါ့เนาะဒီပင်တခြားသင်းနံပင်တွေကိုမြေကြီးထဲမှာပြန်သွင်းပြီးတော့စိုက်ပျိုးရတာမျိုးတွေရှိကြခင်ဗျအဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်ကျွန်တော်တို့ grain matcha အစိမ်းရောင်မြေဩဇာပြန်စိုက်ပျိုးခြင်းလို့ခေါ်တယ်ခင်ဗျအဲ့တော့ကျွန်တော်တို့တွေအဲ့လိုလုပ်ပြီးတော့မှာကျွန်တော်တို့ဒီမြေစီလောက်ထိမ့်သိမ့်မှုဆိုရင်ကျွန်တော်တို့အသေးနံကိုလှည့်ပတ်ပြီးစိုက်ပျိုးရတဲ့အဆင့်လည်းရှိကြခင်ဗျအဲ့တော့သီးနံလှည့်ပတ်ပါလို့စိုက်ပျိုးရမယ်ဆိုရင်ဒီ ကျွန်တော်တို့မြေစီလာထဲမှာရှိတဲ့အာရသတ်တွေကိုမျှတသွားအောင်ကျွန်တော်တို့မြေစီလာကိုထိမ့်သိမ့်နိုင်တဲ့တတုတတိရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့သင်္ဏဆိုင်ပြိုးခြင်းတွေကိုအမျိုးသားတစ်ခုချင်းတွေကိုစက်တိုက်ကျွန်တော်တို့မဆိုင်ပြိုးဘဲနဲ့ဥမာပြောမလို့စဘာစဘာကိုကျွန်တော်တို့တစ်မျိုးတည်းမဆိုင်ပြိုးဘဲနဲ့နော်နောက်တစ်ခါမတူညီတဲ့အသင်းနံတွေကိုရွေးချယ်ပြီးတော့ဆိုင်ပြိုးခြင်းအပြင်မြေကြီးကိုပြန်လည်ပြီးတော့အားဒဖြစ်ပေးနိုင်တဲ့အရာလည်းဖြစ်ပါတယ်နောက်တစ်ခါအဲ့ဒီလိုလုပ်ပေးခြင်းအပြင်ကျွန်တော်တို့တွေက ယောဂပိုးမွားတဲ့တက်ရောက်မှုကိုကျွန်တော်တို့ရှင်းချနိုင်မှာဖြစ်ပြီးတော့မှပိုးမွားတဲ့ယောဂရဲ့တန်တရားတွေကိုလည်းကျွန်တော်တို့အလွယ်တကူနဲ့ဖြတ်တောက်ပေးနိုင်မှာဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့အကြံပေးတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ